ဆင်းကတော့အရင်တော့ကတော့တကယ်ချစ်ခဲ့ဆိုရင်နေခေါ်တာပေါ့ဗျာအဲအဲ့လိုမျိုးပေါ့စပြီးရင်ခုံရင်ခုံဘူးသလားဆိုတဲ့မိကုံတော့ပါသေးတယ်ဆိုတော့တော့ရင်နေခုံခဲ့ဘူးပါတယ်ရင်ခုံဘူးတဲ့ရင်ခုံပြီးတော့ချစ်တာကတော့မေ့ဘူးဗျာသလားအဲအမြဲတမ်းအမှတ်တရဖြစ်တယ်ရေမူးလေးနဲ့လေးရရင်တော့မှရင်ပြန်ခုံတယ်အဲတက်တဲ့ဆန်တဲ့အမှတ်တရလေးကြုံရင်ရင်ပြန်ခုံရတာဒါရင်ကုန်ပြီးတော့ချစ်တဲ့အချစ်ပေါ့အဲ့ဒါကတော့တသတာဖြစ်တာပေါ့နော် ဟုတ်ပါဘူးခေတ္တနမလေးကိုပြောချင်ပါပဲခွင့်တော်လိုက်တယ်လို့နော်သမီးမကြိုက်ဘူးဖိတ်လာကြိုက်နေတာပါဟုတ်ညလုံးထဲမှာဖိတ်ကိုတက်ကြနောက်ဆုံးချက်ကကြာပြီပြကယ်မီ၅စုလောက်ပါပြတ်တာ၅စုနဲ့၆စုကြားမှာကကျွန်တော်၃နှစ်กว่าတယ်၆စုနဲ့၇စုကြားမှာ၁၈နှစ်กว่าတယ်အဲ့တော့အနည်းငယ်လောက်ရှိပေါ့အဲ့ရင်ခုန်နဲ့အချစ်ကိုကြတော့အဲ့ရင်ပြန်မခုန်တော့ပြန်မခုန်သေးတာပါမတွေ့သေးတာပေါ့ ခုံတဲ့အချိန်ကျပဲအချိန်မတော့ခုံမလဲမသိဘူးဒီကခုံတော့အမီးရဖမ်းတော့မယ်အဲ့ဒါကိုရင်ကုန်တာကိုအချစ်လို့ထင်တယ်တကယ်လဲရင်ကုန်တာအချစ်လို့လည်းလက်ခံတယ်20ကျော်ကျွန်တော်ပြန်လို့ကြည့်တယ်ကအဲ့ဒီကလက်ခံတယ်လို့ဆိုကျွန်တော်အခုဆိုတတရရရှိတယ်အခုတော့ကျွန်တော်ဒီခါလေးကျအထီးအထီးကြံတယ်ပေါ့ဒီခါလေးကျတော့လုံလီဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မှအဲ့ဒါတို့ပြန်တန်းတားလို့ဒီစကားလေးထွက်သွားတာ အာစေနတော့တော့မရုဆုဖိတာပေါ့နော်မဆုညီမာနေပြီးတော့မဒီကလေးအားလို့ရှိရင်ကိုတက်ပေးပါဆိုလို့လာတာပါအော်လာတက်ပြရပါဗျ။ဒါကျွန်တော်ကဒီနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီဘက်ပရမောင်းသူတက်တာပဲ။အရင်တော့လွန်ခဲ့တဲ့၄၅၆နှစ်လောက်ကတော့အဲ့လိုစူပါတီတွေမှာရှိတဲ့ပွဲမျိုးတွေတွားဘူးလေ။အဲဒါပရမောင်းသူပြန်တက်တာပဲဒါဟုတ်။ပြည်သက်နဲ့အဲ့လိုဒိုင်းရမတွေ့ရတော့ကြာနေပြီလေ။ကြာနေပြီဆိုတော့ပြည်သက်နဲ့အဲ့လိုဒိုင်းရတွေ့ရတယ်။အဲပြည်သက်အကုန်လုံးနဲ့တွေ့ရတဲ့အတွက်ကျွန်တော်အများကြီးဝမ်းသာပါတယ်။ပျော်လဲပျော်ပါတယ်။ စိတ်ထဲမှာလည်းပျော်ရွှင်မှုတွေအများကြီးခြေနေခြေနေခြေနေရပါတယ်ပေါ့နော်ပြည်သက်တွေကလည်းအခုချိန်ဒီအပိကြသရရတာကိုတွေ့ရတော့ကျွန်တော်အဲပုံကူလည်းအားတက်ပြီပါတယ်ဗျနှစ်ရက်ရှိပြီထင်တယ်နှစ်ပတ်တရက်ကြာမှသေးတယ်ဗျထူကြချက်ကတော့အဲရွှေပြူနဲ့စိတ်ထဲကိုအလဲ0%နဲ့လဲပြီးပါတယ်ဝယ်ပြီးလို့ရှိရင်မကျဲလို့ရှိရင်ပြန်လဲလို့ရပြီအလဲ0%ပါဗျရွှေပြူနဲ့စိတ်ထဲပါအကုန်သဘောကျပါတယ်ကျွန်တော်တို့ကဒါပရမောသူကျင်းလို့ဘူးလားဆိုတော့အကုန်လုံးကစမ်းနေတယ်ဗျ အဲတော်တော်လိုပေါ့မိကုန်းလေးမိပြီးတော့ရှေ့တက်လာတာမျိုးလေးအဲ့လိုချစ်စရာကောင်းပါတယ်โอเคโอเคจีติคาซาโรมาဟုတ်လားအဲ့လိုပြောင်းခါရတာဆိုတော့မတရားတွေခါအဲ့လိုဘယ်တရက်ရှိရပြောရတာအဲတကယ်၃ယောက်ပါအလဲစိတ်ရှော့ထားတာပေါ့စိတ်ရှော့ထားလိုက်တော့တယ်ဘာလို့ဆိုတော့အဲ့လိုပေါ့အဲကျော်ရနေလာကြာတော့လေ အဲတော်နီလာတဲ့အဲလွတ်လပ်မှုရဲ့ရတာကိုကြိုက်တယ်အလိုချုပ်ချယ်တာကိုသိမကြိုက်ရှင်တဲ့အနေထားမျိုးဖြစ်လာတယ်ကိုကိုတက်ကလည်းချုပ်ချယ်တာမကြိုက်ဘူးဆိုလို့ဘာတွေမဟုတ်တာလို့လဲဆိုတော့မဟုတ်တော့လည်းဘာမှမလုပ်ဘူးအဲအလိုမျိုးပေါ့အဲအချိန်ပြည့်ကိုတကောက်ဟိုမျက်နှာလိုက်ကြည့်ပြီးမှတဖွားဖွားပြောနေတာမျိုးဆိုတော့ကိုတို့ကအဲသိမကြိုက်ရှင်တယ်လို့ဖြစ်လာပါတော့ဘာလို့လဲတော့မသိဘူးကိုယ်လည်းသူမျိုးမပြောဘူးအဲ့လိုအဲ့လိုအဲ့လိုကအဲ့လိုလည်းမတွေ့တော့မတွေ့ဘူးဟာဒါပေမဲ့အဲ့လိုဝေလူတွေကြည့်လိုက်ရလို့ရှိရင် ဲ့လိုမျိုးတွေတွေ့တယ်ပေါ့နော်ဒါပဲဒါပေမဲ့လည်းဒါချစ်လို့တဝင်းတူတယ်ချစ်လို့ချုပ်ချယ်တယ်ချစ်လို့တည်ကျင်တယ်ချစ်လို့မီးတယ်ပေါ့အဲ့လိုပဲကိုယ်ကသဘောထားပါတယ်ချစ်ချင်းကတော့အရင်တော့ကတော့တကယ်ချစ်ခဲ့ဆိုရင်နေခေါ်တာပေါ့ဗျာအဲအဲ့လိုမျိုးပေါ့စပီးရင်ခုန်ရင်ခုန်ဘူးသလားဆိုတော့မိကုန်းတော့ပါသေးတယ်ဆိုတော့ရင်နေခုန်ခဲ့ဘူးရတယ်ရင်ခုန်ဘူးတဲ့ရင်ခုန်ပြီးတော့ချစ်တာကတော့မမေ့ဘူးဗျာသလားအဲအများနဲ့အမှတ်တရဖြစ်တယ်ရေမူးလေးနဲ့လေးရရင်တော့မှရင်ပြန်ခုန်တယ် အဲတက်တဲ့ဆန်တဲ့အမှတ်ရလေးကြုံရင်ပြန်ခုံရတာဒါရင်ကုန်ပြီးတော့ချစ်တဲ့အချစ်ပေါ့အဲ့ဒါကတော့တသတာဖြစ်တာပေါ့နော်အဲအဲ့လိုပေါ့နောက်ပိုင်းကျတော့အုံနှောင်းနဲ့ချစ်လာတဲ့အချိန်မျိုးမှာကျတော့ရရအုံနှောင်းနဲ့စဉ်းစားတတ်သွားတာရင်ကုန်နာကိုနှလုံးသားကိုဦးစားမပေးဘူးရင်ကုန်နာကိုချစ်လို့အဲတမခေရမယ်အရွယ်လွန်လာတော့အုံနှောင်းနဲ့စဉ်းစားတဲ့ခါမှာကျတော့အများကြီးချစ်တတ်သွားပါတယ်အကုန်လုံးလေအဲစဉ်းစားစားလေးနဲ့ အဲကိုချင်းစာတရားလေးနဲ့ချစ်တက်သွားတာပေါ့အရင်တော့နည်းနည်းအတ္တများတာပေါ့အဲ့လိုပဲအဲ့လိုပန်းနဲ့နဲ့ရွေးမွေးနဲ့နဲ့တနခါနဲ့အဲ့လိုမျိုးဆိုတတိယအဲပန်းချစ်သူရေမဟုတ် तू ကအဲ့လိုပန်းလေးပါရေတခါတလေ तू ကပန်းအော်တော့မပန်ဘူးပြဒါပေမဲ့ तू ကပန်းကြိုက်အဲ့လိုပေါ့ तू ကဟိုဟိုဟာကြိုက်တယ်ပြဟိုဟိုစပယ်မဟုတ်ပြနောက်တစ်ခုရှိသေးရဲ့အမ်ခေမဟုတ်ခေမအဖြူအဖြူတွေကပဲအဖြူအဖြူတွေကပဲဟို လက်ရှိဒီပဒပြားနေမိနေဗျာတလားဒီဒီမို့အဲ့လိုပဲဖြူပွန်းလေးတွေဗျာမန္တလေးဘက်မှာအရန်ပွန်းတယ်အဲ့လိုပေါ့သူများပန်သွားတာဘေးနာဖြတ်သွားလို့ရှိရင်အနံလေးရရနဲ့ဩသူတွေ့တဲ့အနံမဲဆိုတော့အဲ့အဲ့ပန်မိနေဗျာ sorry ပါအခုတိဆိုတာကလေအဲ့လိုပေါ့အနံရတတိရတာပေါ့ဒါပေမဲ့ဘာမှသွားလို့လို့မရတော့ဘူးနောက်ဆုံးချစ်ကကြာပြီဗျကယ်မီ၅စုလောက်ပါပြတ်တာငါသူရတဲ့အမြဲဟိုကြာပြီပေါ့ကြာပြီပေါ့ဆိုတာကျွန်တော်ပြောပြမယ် စုနဲ့6စုကြားမှာကကျွန်တော်3-4နှစ်กว่าတယ်6စုနဲ့9စုကြားမှာ18နှစ်กว่าတယ်အဲ့တော့အနည်းငယ်လောက်ရှိပေါ့ဒါပေမဲ့အုံလုံးနဲ့ချစ်လို့ရသွားတယ်လေအဲ့ရင်ခုန်နဲ့အချစ်ကိုကြတော့အဲ့ရင်ပြန်မခုန်တော့ပြန်မခုန်သေးတာပါမတွေ့သေးတာပေါ့ခုန်တဲ့အချိန်ကျဘယ်အချိန်မှတော့ခုန်မလဲမသိဘူးဒီကခုန်တော့အမိရဖမ်းတော့မယ်အဲ့ဒါကိုအခုအုံလုံးနဲ့စဉ်းစားရတာကြတော့နည်းနည်း ဟိုအကုန်အဖက်ဖက်ပါတော့ဗောနော်ဟိုကကျတော့ဟိုသူသူချစ်ကိုချစ်ဘောသူလည်းအုံနဲ့စင်နေကိုလည်းအုံနဲ့စင်နေအခြေဖြစ်နေကူကကူကတကယ်ရင်ခုန်တဲ့လူကိုတွေးလိုက်ခါကြလို့ရှိရင်အဲအမိရလေးအဲစိုးကင်ထားမယ်လို့စိတ်ကူထားပါတယ်ဟုတ်လဲဆိုအဲ့အွေတုံးကအဲ့အွေတုံးကိုဘာလို့သဘောကျလဲဆိုတာကျွန်တော်အဲ့လိုပေါ့အဲ့လိုရင်ခုန်တာကိုလည်းရင်ခုန်တာကိုအချစ်လို့ထင်တယ်တကယ်လဲရင်ခုန်တာအချစ်လို့လည်းလက်ခံတယ်အဲ့အဲ့တုံးကလက်ခံခဲ့မိရင်ပေါ့ကျွန်တော်လုံခဲ့တဲ့အနှစ် 20ကျော်ပေါ့အဲ20ကျော်ကျွန်တော်ပြန်လို့ကြည့်နေတာအဲ့ရွန်လက်ခံလို့ဆိုကျွန်တော်အခုဆိုတတရရရှိတယ်အခုတော့ကျွန်တော်ဒီခါလေးကျအထီးအထီးကြံနေပေါ့ဒီခါလေးကျတော့ lonely ဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မှအဲ့ဒါတူပြန်တန်းတားလို့ဒီစကားလေးထွက်သွားတာမင်းသမီးတွေကမဟုတ်ပါဘူးပြအပြင်းရပါအဲ့ဒါကျောင်းသားဘဝတော့ကကျောင်းသားဘဝတော့ကတယောက်ရှိပါတယ်ပြုဆောင်ပြတဲ့အခါမှာနှစ်ယောက်လောက်ရှိတယ်ညောင်လောက်ဆိုတော့နည်းနည်းညောင်လောက်ရှိနည်းပူရောပူသေးရမေ့ွားရော